အာကညာဝတီတိုင်းကဂရီနီတီမှာမီဒီယာနဲ့ပတ်သက်ပြီးတော့မှအရင်အားနေနေတဲ့ကာလမီဒီယာရဲ့အရေးပါမှုမီဒီယာရဲ့ခန်းကဏ္ဍရဲ့အရေးကြီးမှုတွေကိုသိရှိမှုအရင်အားနေနေတဲ့အချိန်မှာခက်ခက်ခဲကြားကနေပြီးတော့မှဂရီနီတီရဲ့ပေါ့နော်ဒီအခြေအနေတွေကိုဖော်ပြပေးနိုင်ဖို့ဂရီနီတီရဲ့ပြည်သူလူထုတွေကလည်းတည်င်းအမှန်ကိုရရှိဖို့အတွက်ကိုဦးတည်ပြီးတော့မှခက်ခဲကြားကနေပြီးတော့ကညာဝတီတိုင်းကိုပေါ့နော်ဂရီနီတီမှာတစ်ခုတည်တော့ဒေတာခန်းမီဒီယာအဖြစ် အာတရှိနိုင်ခဲ့တာကိုဂုံယူလေးစားတယ် ဆိုတော့မီဒီယာကရီးယားဝတီတိုင်းမီဒီယာကနေတဆင့်ပေါ့နော်ကျွန်တော်တို့ကရီးနီပြည်မှာရှိတဲ့အုပ်ချုပ်ရေးအခြေအနေစီးရေးအခြေအနေနိုင်ငံရေးအခြေအနေအပြင်စီးပွားရေးအခြေအနေအဲ့ဒါတွေအပြင်ကိုကျွန်တော်တို့ပြည်내မှာရှိနေတဲ့လူမျိုးစုတိုင်းရဲ့မျိုးနွယ်စုတွေရဲ့ရည်ချီမှုတလေထုံတန်းတွေကိုလည်းဖော်ဖော်ထုတ်ပြနိုင်ခဲ့တယ်ဟိုဆိုတော့ကျွန်တော်တို့ကရီးနီပြည်ရဲ့အခြေအနေမှန်ကိုလည်းကရီးနီပြည်ရဲ့ပြည်သူပြည်သားတွေအပြင်တခြားသောပြည်내ပြည်ပမှာရှိတဲ့တိုင်းဒေသမင်းကြီးကိုမောင်နှမတွေအပြင်ပြည်내ပြည်ပနိုင်ငံပြည်ပမှာရှိတဲ့တိုင်းဒေသတွေအပြင်ကိုကျွန်တော် နိုင်ငံတကာအတိုင်းဝိုင်းတွေကိုစီကိုလည်းဒီအထောက်ကူပြုတဲ့တည်င်းအချက်လက်မှတ်ကိုလက်စစ်ကန်ပြပန့်ပူပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီတည်င်းပန့်ပူပေးမှုရဲ့နောက်ဆက်တွဲအနေဖြင့်ကျမတို့ green ပြည်ကိုလူတွေကပူပေးအာရုံစိုက်လာတာတွေရှိတယ်ပြီးတော့မနီလန်ပေါင်းစုံကနေပြီးတော့အကူအညီပန့်ပူပေးတာတွေရှိတယ်ဒီဟာတည်ချင်းအဖြစ်လဲကညဝတီတိုင်းရဲ့တည်င်းအချက်လက်ပန့်ပူမှုပေါ်မှာလည်းအများကြီးအထောက်ကူပြုတယ်ဆိုတာမြင်တွေ့ရပါတယ်ပေါ့နော်အထူးတစ်ဖြစ်ကညဝတီတိုင်းကတည်င်းယူတဲ့ချိန်မှာဒီအမျိုးသမီးတွေရဲ့အတန်ကိုအလေးထားပြီးပေါ်ပေါ်ထုတ်တာတွေတတိ ိထားမိတယ်။ဆိုတော့ဒီဒေးတစ်ခုရယူတဲ့နေရာမှာအုတ်ချွေးပဲပြောစီရေးပဲပြောနိုင်ငံရေးပဲပြောပေါ့နော်။ဒီဒေးရယူတဲ့နေရာမှာဒီအမျိုးသမီးအစုဖွဲ့ရဲ့ကိုစားပြုမှုကိုယ်စားလှယ်တို့လကောင်းတပတ်မဟုတ်လဲဒီဆစ်ဆောင်အရေးဆိုလဲဆစ်ဆောင်ကအမျိုးသမီးထုပဲပြောပေါ့နော်။ဒကဏပေါင်းဆိုဒီဒေးယူတဲ့နေရာမှာဒီကဏအတိအသီးမှာပါဝင်ပတ်သက်ဆက်နွယ်နေတဲ့ဒီအမျိုးသမီးတွေရဲ့အတန်တဘောထားတွေလည်းအလေးထားပြီးရယူနေတာတွေ့တဲ့အတွက်လည်းဂုဏ်ယူပြီးတော့မှကျေးဇူးတင်တဲ့အတိမတ်ပြုပါတယ်ပေါ့နော်။ဆိုတော့နောက်ဆုံးအနေနဲ့ဆန္ဒပြုချင်တာကဒီကနေ ဝတီတာရဲ့27နှစ်ပြည့်ပေါ့နော်တီထောင်မှုကနေစပြီးတော့မှဒီကနေဝတီတာရဲ့ဒီမတ်ချက်အတိုင်းပဲပေါ့နော်ဂရီနီတီရဲ့ဖွံ့ဖြိုးတိုးတက်မှုအပြုတ်တော်ဆောင်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအပြောင်းလဲအတွက်ပံ့ပိုးပေးနိုင်မဲ့စစ်မှန်တဲ့တည်အချက်လက်ကနေတဆင့်ပံ့ပိုးပေးနိုင်တဲ့မီဒီယာတစ်ခုဖြစ်ပါစေလို့ဆန္ဒပြုပါတယ်လို့ကျေးဇူးတင်ပါတယ်